ရန်ကုန်မှာလဆင်ရွှေဆိုင်အသစ်နှစ်ဆိုင်ခန့်တိုးလာနေပြီးငွေကြေးခွာချမှုတိုက်ဖြည့်လုပ်ငန်းရှင်တွေကိုတိထားမှသာအမားရွေးနေမယ်လို့ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးမျိုးမြင့်ကပြောပါရယ်။နိုဝင်ဘာ၁၈ရက်ကရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းရုံးခန်းမှာပြုလုပ်တဲ့ငွေကြေးခွာချမှုနဲ့အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖြည့်ရေးဆိုင်ရာအသိပညာပေးတင်နန်းအမတ်စဉ်၂၆တင်နန်းဖွင့်ပွဲမှာအသင်းဥက္ကဋ္ဌကအခုလိုပြောကြားခဲ့တာပါ။ ရွှေဆိုင်တွေကလဆင်နှစ်ဆိုင်လောက်တိုးလာနေပါတယ်ရန်ကုန်မှာအဲ့လိုပဲအယောင်းဝယ်ကောင်းတဲ့ဆိုင်တွေမှာဝန်ထမ်းတွေလည်းတိုးလာတယ်နောက်ဆိုင်ပိုင်ရှင်တွေတိုးလာတယ်ဝန်ထမ်းတွေတိုးလာတယ်နောက်ပြီးဈေးကွက်ကတဖြည်းဖြည်းနဲ့ကျင်းပြတ်လာတဲ့သဘောရှိပါတယ် အဲ့ဒီမှာငွေကြေးခွာချမှုနဲ့ပတ်သက်ပြီးဆောင်ရွက်ဆောင်ရွက်နေတဲ့ပတ်သက်လို့ရွှေဆိုင်တွေအနေနဲ့သိထားမှအမှားယွင်းနေမှာဖြစ်ပါတယ်။အဓိကကတော့ငွေကြေးခွာချလုပ်ငန်းတွေကနေဒီထဲကိုဝင်တာကိုကာရာပဲဖြစ်ပါတယ်လို့ရန်ကုန်တိုင်းဒေသကြီးရွှေလုံငန်းရှင်များအသင်းကထားဦးမြင့်မြင့်ကပြောပါရယ်။ငွေမဲတွေဝင်ရောက်လာပါကရွှေဈေးကွက်အတွင်းဈေးနှုန်းဆွဲတင်တာဈေးနှုန်းဆွဲချတာစတဲ့ဈေးကစားတာတွေဖြစ်ပေါ်လာနိုင်ကြောင်း လက်တလုံးမှာလည်းကမ္ဘာနိုင်ငံရေးမတည်ငြိမ်တာကြောင့်ကမ္ဘာရွှေစျေးနှုန်းတွေအတက်အကျဖြစ်နေပြီးပြည်ရင်းရွှေစျေးနှုန်းကိုလည်းလာရောက်ရိုက်ခတ်မှုရှိကြောင်းဦးမျိုးမြင့်ကဆက်လက်ပြောပါရယ်။ဒါ့ပြင်ရွှေဆိုင်တွေကိုလည်းတမတ်အရေးအသွေးအတိုင်းရောင်းချမှုရှိမရှိဈေးနှုန်းကိုတမတ်ဈေးနှုန်းတွေအတိုင်းရောင်းချမှုရှိမရှိတွေကိုလည်းအဖွဲ့စုံနဲ့မြေပြင်ကွင်းစင်းစစ်ဆေးတာတွေလှုံ့ဆော်လေးရရှိရလို့အစိုးရအသင်းထံကသိရပါရယ်။ရောင်းနဲ့ဝယ်တဲ့အခါမှာစံချိန်စံညိုတက်မှတ်ထားတဲ့ဈေးနှုန်းနဲ့ရောင်းကြတယ်။ တချို့ကြတော့လေကျွန်တော်တို့စံချိန်စံညိုသတ်မှတ်ချက်တွေနဲ့မရောမဝယ်တာတွေလည်းရှိတယ်။အဲ့လိုရှိလို့ရှင်တိုင်ကြားလို့ရှင်လည်းအရေးယူမှာဖြစ်ပါတယ်။ဒါကြောင့်မလို့သတ်မှတ်ထားတဲ့ဈေးနှုန်းနဲ့ရောင်းဝယ်ပေးပါ။သတ်မှတ်တဲ့ဈေးနှုန်းမှာမှအခွန်300ခန်းတော့ကောက်တာတော့ဝန်ထမ်းစရိတ်တို့ဒီဇယ်ဓာတ်ဆီတို့ဒါတွေပါအားလုံးဖြည့်သွင်းပြီးတော့ကျွန်တော်တို့ရှိပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ရောင်းနဲ့ဝယ်တဲ့အခါမှာလည်းသမာသမတ်ကြကြသမာတိရှိရှိနဲ့ရောင်းဝယ်ကြဖို့ပဲဖြစ်ပါတယ်လို့ဦးမြင့်မြင့်ကပြောပါတယ်။